အခုလိုအရေးချင်းလေးကိုပိုင်ဆိုင်ထားကြတဲ့မြမကုံဆောင်တိုင်းရင်းသားညီကိုနှုတ်။နေပဲတီတီမှာနိုင်ငံကုံဆောင်တိုင်းရင်းသားတွေများစွာရှိကြပါရဲ့ရှင်။လက်တလောမြမပြည်သူတွေအားပေးမှုတွေနဲ့အတူနိုင်ငံရဲ့ချားမှာအောင်မြင်မှုတွေများစွာရရှိနေတဲ့နိုင်ငံကုံဆောင်နှစ်ယောက်ကတော့ကချင်သားကြီးအောင်လာအန်ဆန်နဲ့ချင်းဖိုင်တာဂျော့ရှုအဘန်တို့ပဲဖြစ်ပါတယ်။ဒီလိုနှစ်ယောက်ကမြမစရာကိုကဘာကတည့်အောင်စွမ်းဆောင်ပြနေတဲ့ဖိုင်တာတွေလို့ပြောရမှာပါနော်။မြမကုံဆောင်ကချင်တိုင်းရင်းသားကြီးအောင်လာအန်ဆန်နဲ့ချင်းတိုင်းရင်းသားဖိုင်တာဂျော့ရှုအဘန်တို့ကတော့နိုင်ငံရဲ့ချားမှာနေထိုင်နေကြတာကြာပြီဖြစ်ပေမဲ့အမိမြမပြေကို ချစ်ခင်မြတ်တို့တံမိုးထားသူတွေဆိုတာလည်းပြည်သက်တို့အားလုံးသိကြပါရဲ့ရှင်။သူတို့ကမြန်မာပြည်ကိုဘလောက်ချစ်ပါရဲဆိုပြီးတော့တဖွားဖွားပြောနေတာမျိုးမဟုတ်ဘဲနဲ့အလုံးရဲနဲ့တက်တည်ပြနေကြသူတွေဖြစ်ပါတယ်။အောင်လဟန်ဆန်းကဝမ်ချမ်ပီယံရှစ်မှာမြန်မာကုံဆောင်ဖိုင်တာ2ဖြစ်တယ်လို့ဂျော်ရှူအာဘန်ကလည်း UFC မှာအချိန်တိုအတွင်းမြန်မာဆိုတော့ကဘာကတည်အောင်စွမ်းဆောင်ထားနိုင်ကြသူတွေပဲဖြစ်ပါတယ်။ကျင်လိုက်ရနေရာမတူကြပေမဲ့ကချင်တိုင်းရင်းသားကြီးနဲ့ချင်းတိုင်းရင်းသားလေးတို့ကတော့အမိမြန်မာမူဖွားကြသူတွေပြီးပြီးညီကိုရင်းပမာခင်မရင်းနှီးနေကြသူတွေဖြစ်ပါတယ်။အောင်လဟန်ဆန်းကလည်းအကိုကြီးတယောက်ပြသစွာနဲ့ ဲ့ဂျိုရှွာဘန်ကိုလမ်းညွှန်ပြသပေးတယ်လို့ဂျိုရှွာဘန်ကလည်းနားထောင်တတ်သူတယောက်ပါ။မကြမီမှာတော့ဒီညီကိုနှစ်ယောက်ရဲ့ပွဲလေးကိုကြည့်ရှုအားပေးကြရတော့မှာဖြစ်ပါရဲ့ရှင်။အော်လန်အန်ဆန်ရဲ့ပွဲစဉ်ကိုတော့လာမယ့်အောက်တိုဘာလ3ရက်နေ့မှာအားပေးရမှာပါနော်။ အောင်လာအစံကတငယ်ချင်းဖြစ်သူကာဒစ္စတန်နဲ့ထိုးသက်မဲ့ပွဲကတော့အောင်လာရဲ့နောက်ဆုံးပွဲစဉ်လည်းဖြစ်ပါတယ်။မြန်မာပရိသတ်တွေကို MMA ဆိုတာပါလေမျိုးစစ်ချပေးခဲ့သူကိုအောင်လာကြီးရဲ့နောက်ဆုံးပွဲစဉ်မှာတော့အကောင်းဆုံးရလဒ်နဲ့သာနှုတ်ဆက်စီခြင်းကြတာပါ။တခိတခါကတော့အောင်လာအန်ဆန်ဆိုတာရှင်ဖိုက်တာဖိုင်တာရင်းကိုမျက်စိတမိတ်အတွင်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တဲ့ခက်ကြမ်းကြမ်းဖိုက်တာတူပါရှင်။ပြိသက်တွေကပွဲတော်မကြည့်ရသေးဘူးပွဲသိမ်းမြန်လို့ကြည့်ရတာအမမြဘူးလို့ပြောခဲ့တာကြောင့်လဲပြိသက်အကြိုက်ပွဲတွေကိုစိတ်ရှည်စွာနဲ့ဖြုတ်ပြေးတင်ဆက်ပြီးရင်နိုင်ပွဲတွေရအောင်လို့ထိုးသက်နိုင်ခဲ့တဲ့သူတယောက်ဖြစ် ်ပါတယ်။ဒီလိုအောင်မြင်မှုတွေနဲ့အောင်လာအန်ဆန်ကကြိုးဝိုင်းနဲ့မကြခင်မှာနှုတ်ဆက်ရတော့မှာဖြစ်ပါတယ်။လက်ရှိမှာတော့အောင်လာကနိပြအဖြစ်နဲ့ဆောင်ရွက်နိုင်ဖို့အတွက်သူ့ရဲ့ကိုယ်ပိုင်ဂျင်တစ်ခုကိုဖွင့်လှစ်လိုက်ပါပြီ။ Button MMA လို့အမည်ပေးထားတဲ့သူ့ရဲ့ဂျင်မှာတော့လာရောက်ကစားကြဖို့အတွက်လည်းဖိတ်ခေါ်ထားပါတယ်။မြင်လိုက်တာနဲ့အင်တန်ကြီးကျယ်ခမ်းနားမယ်ဆိုတော့လည်းသိသာစေပါတယ်။အနာဂတ်မျိုးဆက်အသစ်တွေအတွက်သူ့ရဲ့အတွေ့အကြုံတွေပေါင်းစပ်ပြီးတော့တင်စားပြသပေးတော့မှာဖြစ်တယ်လို့လည်းသိရပါတယ်။အောင်လာခင်အလွန်မြန်မာကုန်းဆောင်ဖိုင်တာကတော့ချင်းဖိုင်တာလေး Joshua Ben ဖြစ်ပါတယ်။ UFC Flyweight ကျမ်းမှာကစားနေတဲ့ Joshua Ben က ကအောင်မြင်မှုများစွာကိုအသက်ငယ်ငယ်နဲ့ရယူထားသူတယောက်ဖြစ်ပါတယ်။ဒီလိုအောင်မြင်မှုတွေနဲ့ဂျူဂျော့ရှာဘန်ကမြန်မာစွာကိုတခါတည်း promote လုပ်ပြီးတော့ကမ္ဘာကသိအောင်လို့ကြိုးစားပေးနေတာအလုံးရဲ့အမြင်ပါပဲ။အခုဆိုရင်တော့ဘန်ကမကြာမီ flyweight တန်းရဲ့ချန်ပီယံခပ်ပတ်လူပွဲကြီးကိုရှင်မြိုင်ထိုးသက်သွားကြတော့မှာဖြစ်ပါတယ်။ လက်ရှိ Flyweight တိုင်ရန် Champion ဘန်နိုဂျာကတော့ Champion ခပ်ဘက်ကိုကောက်ွယ်ခဲ့တာကတော့အကြိမ်မောင်းမနေတော့ပါဘူး။ဒါကြောင့်လဲ Wyn Fighter G နဲ့တက်တစ်ဆ Champion ခပ်ဘက်အစားလောင်နေတဲ့လူငယ် Fighter လေးတို့ရဲ့ပွဲကတော့မထိုးတက်ခင်ကလေးကလူများရဲ့ကြားမှာစိတ်ဝင်စားမှုပြင်းထန်နေတာဖြစ်ပါတယ်။ Joshua Ban ကလက်ရှိမှာတော့ Champion ခပ်ဘက်အတွက်အသေးအံလေးကျင့်ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ Joshua Ban နဲ့ Ban Nu Ja တို့ရဲ့ပွဲကတော့လာမယ့်ဒီဇင်ဘာမှာဖြစ်လိမ့်မယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ Ban ကတော့ပွဲအတွက်လက်မှတ်ထိုးပြီးကြောင်းသူ့ရဲ့ Social Media ကွင်းရဲ့တစ်ခုကနေပြီးတော့အသိပေးမျှဝေခဲ့တာလည်းတွေ့ရပါတယ်။ နောက်ထပ်မြန်မာပြည်သူတွေအနေနဲ့ Joshua Ben ကိုချစ်ကျူးစရာကောင်းတာကတော့ကမ္ဘာကျော် UFC Fight Game မှာပါဝင်လာတာပါပဲရှင်။ပို့ပြီးတော့ထူးခြားတာက Ben အရန်ချစ်တဲ့မြန်မာနိုင်ငံအလန်နဲ့ဖော်ပြထားတာပါပဲ။အဲ့ဒီ game မှာဆိုရင်တော့ Ben က Stand Fight အသံနဲ့ Fighter တက်အောင်နေနဲ့ပါဝင်ထားတာကိုတွေ့ရပါတယ်။ဒီအကြောင်းကို Ben ကလည်းသူ့ရဲ့အကောင့်မှာတင်ထားပြီးသားဖြစ်ပါတယ်နော်။ အခုဆိုရင်တော့ဂျော်ရှွာဘန်ကပွဲနှိကန်လာပြီဖြစ်လို့ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင် Facebook page တစ်ခုကိုအစ်စ်ထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။လာမယ့်ပန်ဒူဂျာနဲ့ပွဲမှာချန်ပီယံခပ်ပတ်တာကင်မြန်ခွင့်ရလိုက်မယ်ဆိုရင်တော့ကမ္ဘာမမြန်မာဆိုတာဘာလဲပို့ပြီးတော့သိရှိခွင့်ရရှိသွားကြတော့မှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါအခုပြပြပေးခဲ့တဲ့မြန်မာကုန်စားဖိုက်တာနှစ်ယောက်ချဲမှာပရိသတ်ကြီးတို့အနေနဲ့ဘယ်သူကိုပို့ပြီးတော့သဘောကျလဲဆိုတာပြောသွားပေးခဲ့ကြပါအောင်နော်။